င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မလက်ခေတ္တရင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီလက်အောက်ခံစကောင်းတရေဥဆောင်တဲ့ကချင်ပြည်နယ်အထူးဒေသတွေလက်အောက်ခံအမှတ်1001နေကြားဆောင်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်မြန်မာနိုင်ငံကစီဒီအန်ကျန်းမာရေးဝန်ထမ်းတွေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနကိုအမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့က The Edward Bisky Award ဆုကိုချီးမြှင့်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသကုံတရဲဥဆောင်နဲ့ကချင်ပြည်နယ်အထုဒေသတဲ့လက်အောက်ခံအမှတ်1001နေကြားဆောင်တက်စကန်ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။အော်တိုဘာလ30ရက်နေ့ညပိုင်းကနေစတင်ပြီးဖီမော်မြို့အနီးမှာတည်ရှိနေတဲ့အမှတ်တထောင်တဲ့နေကြားဆောင်တက်စကန်ဌာနချုပ်ကို KIA ဥဆောင်တဲ့တော်လန်တပ်တွေကတိုက်ခိုက်နေတာဖြစ်ပြီးအော်တိုဘာလ31ရက်နေ့ညနေ6:25မိနစ်ဝန်းကျင်မှာအတီးတိုက်ခိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါရတယ်။အမှတ်တထောင်တဲ့နေကြားဆောင်တက်ရင်ဌာနချုပ်ဟာဖီမော်မြို့ကိုကာကွယ်ထားတဲ့မြို့ဆောင်တပ်ဖြစ်ပြီးဂန်ခွင်းကျေးရွာမှာတည်ရှိရလို့လည်းသိရှိ ှိရပါတယ်။ KAI ကအော်တိုဘားလ14ရက်နေ့မှာအမှတ်1002နေကြားဆောင်ဌာနချုပ်စကန်ကို၎င်းအော်တိုဘားလ21ရက်နေ့ညနေ9:00အချိန်မှာအမှတ်1003 BGF ဌာနချုပ်စကန်ကုန်းကို၎င်းသိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အော်တိုဘာလ31ရက်နေ့မှာတော့နောက်ဆုံးလက်ကျန်တက်စကန်ဖြစ်တဲ့အမှတ်1017နေကြားဆောင်တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ့်ပတ်လိုက်ရမှာလက်ရှိမှာသကုံတရင်ရဲ့ NDAK လောက်ခံ BGF နေကြားဆောင်တရင်ဌာနချုပ်တက်စကန်အားလုံးကို ို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်ပြီလည်းဖြစ်ပါတယ်။ KIA ကသကုံတရိန်ထိန်းချုပ်ထားတဲ့ချီဖွေမြို့ကိုစက်တင်ဘာလ29ရက်နေ့မှာ၎င်းဆောက်တော်မြို့ကိုစက်တင်ဘာလ30ရက်နေ့မှာ၎င်းအော်တိုဝါလ17ရက်နေ့မှာပန်ဝါမြို့ကို၎င်း KIA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးရနောက်မှာတရုတ်မြန်မာနယ်စပ်မြို့ဖီမော်မြို့နယ်ကမ်ပိုက်တီမြို့တို့ကသာသိမ်းပိုက်ရန်ကြံရှိတော့လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်မြန်မာစစ်အုပ်စုပေါ်နန္ဒကာကပုံမို့ထိရောက်တဲ့ရေးရုံမှုတွေဖြစ်လာဖို့အတွက် ကုလသမဂ္ဂစုံစမ်းစစ်ဆေးအရာရှိ Mr. Tom Andrew ကတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ30ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပတဲ့ Asian Day for Burma မြန်မာအခမ်းအနားမှာတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာအစည်းအဝေးစာတင်သွင်းခဲ့တဲ့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew ကသူ့ရဲ့နောက်ဆုံးအစည်းအဝေးခန်းစာနဲ့မြန်မာနိုင်ငံရဲ့လက်ရှိ ခြေအနေတွေအကြမ်းဖက်ဆေးအုပ်စုပေါ်နိုင်ငံကအနေနဲ့အခုထက်ပိုမိုထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေဖြစ်လာစေဖို့အတွက်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။အဲဒီခန္ဓာကို NUG ရဲ့မြို့သားညီညွတ်ရေးဆိုရဝန်ကြီးတွေတက်ရောက်ခဲ့ပြီးလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကလည်းလက်ရှိမြန်မာနိုင်ငံရဲ့လူခွင့်ရေးချိုးဖောက်ခံရမှုနိုင်ငံကရာဇဝတ်မှုအခြေအနေတွေကုလသမဂ္ဂနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်မှုနှေးကွေးနေမှုအပေါ်ကိုအခုထက်ပိုမိုပြင်းထန်ထိရောက်တဲ့လှုပ်ဆောင်ချက်တွေမြန်မာနိုင်ငံသားတွေက မျော်လင့်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါအပြင်နိုင်ငံကအနေနဲ့အကြမ်းဖက်ဆေးဥစုရဲ့ဗားလက်ကွက်ကိုမှမယုံကြည်ဘဲအမြန်ဆုံးထိရောက်တဲ့အရေးယူမှုတွေလှုပ်ဆောင်ဖို့ပြောဆိုခဲ့ပါတယ်ရှင်။ ဒီတခါမှာတော့အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့2024ခုနှစ်ညီလာခံမှာမြမနွေဦးတော်လန်ရဲ့ကျန်းမာရေးသူရဲကောင်းတွေနဲ့ NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနကို The Adwa Basket Award ဆုကို ချီးမြှင့်ခဲ့လို့သိရှိရပါတယ်။2021ခုနှစ်ကမြမနိုင်ငံမှာအကျန်းဖက်စစ်တပ်ကဥပဒေမဲ့စစ်အာဏာသိမ်းရန်ကြိုးပမ်းပြီးရဲ့နောက်ပိုင်းအကျန်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedient Movement CDM မှာပါဝင်ခဲ့တဲ့ကျန်းမာရေးဝန်ထမ်းတွေအခြားကျန်းမာရေးလုပ်သားတွေနဲ့ပြည်သူ့ အခြေပြုစံမှန်ရဲ့အဖွဲ့အစည်းတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့အသက်အန္တရာယ်ချင်းချောက်မှုတွေစိန်ခေါ်မှုတွေရှိနေတဲ့ကြားကပဲ NUG စံမှန်ရဲ့ဝန်ထမ်းနဲ့လက်တွဲကပြည်သူဥဆောင်တဲ့စံမှန်ရဲ့စနစ်တွေထိတောင်ကပဋိပက္ခဖြစ်ပွားရာဒေသတွေကပြည်သူတွေအတွက်စံမှန်ရဲ့စောင့်ရှောက်မှုတွေကိုရဲဝံ့စွာပေးအပ်နေတာကြောင့်အခုလိုဒီစုကိုပေးအပ်ချင်းမြင့်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီစုကို NUG ပညာရေးဝန်ကြီးဌာနနဲ့စံမှန်ရဲ့ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပမုတ်ကဒေါက်တာဇော်ဝေစိုးက စုလက်ခံရယူခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ NUG ဝန်ကြီးဒေါက်တာဆော်ဝေဆိုးကမြမຫນွေဦးတော်လှန်ရေးပေါ်ပေါက်လာပုံနဲ့လက်ရှိအခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့တဲ့အပြင်အခုစုဟာຫນွေဦးတော်လှန်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်နဲ့ထိခိုက်ကြဆုံးခဲ့ရတယ်။ကျမ်းမာရေးဝန်ထမ်းတွေနဲ့ဖန်စီနှိပ်ဆက်ခံရတဲ့ကျမ်းမာရေးဝန်ထမ်းတွေအပါအဝင်ရှေ့တန်းစစ်မြေပြင်နဲ့ဒေသအသီးသီးမှာတက်ဆွန်ကြိုးပမ်းဆောင်ရွက်နေကြတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုရည်ညွှန်းဂုဏ်ပြုတာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါရရှင်။ တနင်္လာရီတိုင်းတနင်္တဘောကိုတက်ဆက်ပေးကြပါရယ်တနင်္လာရီတိုင်းလောင်လုံးမြို့နယ်လဝကရုံးရှိမှာအကျန်းဖက်စစ်တပ်ကစေယောကခန်းစားနေရတဲ့ကပူရွာသားကိုကျော်ခိုင်ကို ပြစ်တက်ပြီး PDF စစ်ဝတ်စုံကိုဝစ်စင်ပေးကဓာတ်ပုံရိုက်ယူသွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘာလ31ရက်နေ့မနေ့9နိုင်လောက်မှာလောင်လုံးမြို့လဝကရုံးရှိမှာဂိတ်ဆောင်နေတဲ့စစ်သားတွေကစံကယ်စည်းလာတဲ့ကပူရွာသားစေယောကခန်းစားနေရတဲ့ ကြော်ကန်ကို ပြစ်တက်သွားကြတာလည်းဖြစ်ပါတယ်အဲလိုပြစ်တက်ပြီးတဲ့နောက်မှာစစ်တပ်ဂိတ်ထဲကစစ်သား9ဦးကအရဲဝန်နဲ့ထွက်လာပြီးကိုကြော်ကန်ကို PDF စစ်ဝတ်စော်ဝစ်စင်ပေးကဓာတ်ပုံရိုက်ယူသွားတာဖြစ်တယ်လို့လည်းရဲဘော်ရှဲတို့ကပြောပါတယ်ရှင် မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမတရားမြို့အဝင်ကအကြမ်းဖက်စစ်တပ်ကိုလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာနှစ်ဦးဟာသေသွားခဲ့လို့မိုးချိုးစစ်ကြောင်း NGU F အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။အော်တိုဘာလ29ရက်နေ့နေ့လယ်12:15မိနစ်ခန့်နဲ့ည10:00နာရီလောက်မှာမတရားမြို့နယ်တဲကောရွာငားကန်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်သားတွေမြို့ဝင်တန်တရာနားကိုရောက်ရှိလာကြတယ်။ တော်လိုင်းတပ်ဖွဲ့တွေကလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွေစစ်ကောင်စီတပ်သား2ဦးဟာတေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်တပ်သားတွေကလည်းရန်တန်ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကအထိခတ်မှုရှိဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုမတရားမျိုးနဲ့တိုက်နေသောမိုးချိုးပြောက်ကြားတပ်ဖွဲ့မတရားမျိုးနဲ့ပတ်ကပ်ဖာနဲ့ NGO FF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့စကန်တန်ကမ်ဘလူမြို့နယ်မှာအကျန်းဖက်စစ်တပ်ကကြည်စုရွာနဲ့ကြောက်တိုင်ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဖုန်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေအပဝင်နေ900ကျော်ဖျက်ဆီးခဲ့တယ်လို့ကျုံးကကမ်ဘလူတက်ကြွလှရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ အော်တိုဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံးတိချတိုက်ခိုက်မှုကြောင့် AI ပေါင်းချောင်ရွာကအမျိုးသားတအူးဟာဘုံးစာမန်ကထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ AI ပေါင်းချောင်ရွာကဖုန်ချောင်တွင်စစ်ဆောင်နေတဲ့အမျိုးသား34ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်းပြည်သူ38ဦးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးကမ်ဘလူ6006တက္ကရာတက်သေးကိုခေါ်ဆောင်သွားတာဟာအခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။ဒါအပြင်အဲ့ဒီနေ့နေ့လယ်ပိုင်းမှာပဲကမ်ဘလူမြို့နယ်ကာဘိုးတိုက်နယ်တွင် င်ကြည်စုရွာနဲ့ကြောက်တိုင်ရွာတို့ကိုအကြမ်းဖက်စစ်တပ်နဲ့ပြူစောတီပူပေါင်းအင်အား160ခန့်ဟာဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်။အဲလိုအကြမ်းဖက်စစ်တပ်ဝင်ရောက်တောင်းကျမ်းနေတာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးများပါ